အားလုံးပဲမင်္ဂလာပါရှင်ပျော်စရာအကောင်းဆုံးညတညကနေအထစ်ဆိုးဆုံးညတညအထစ်ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုယုံနိုင်လားရှင်ဒီနေ့မှာတော့ပျော်ပွဲရွှင်ပွဲတစ်ခုခနေဝမ်းနည်းကြေကွဲစရာဖြစ်ရဆိုကြည့်အထစ်ပြောင်းလဲသွားခဲ့တဲ့စန်တီကာပတ်မေးလောင်မှုအကြောင်းပြောကပေးချင်ပါတယ်အဲ့ဒီအထစ်အဖြစ်က2008ခုနှစ်ဒီဇင်ဘာလကတည်းကနေမှဖြစ်ခဲ့ပါပါဘန်ကောက်မြို့ကနာမည်ကြီးနေရာတစ်ခုဖြစ်တဲ့စန်တီကာပတ်မှာပေါ့အဲ့ဒီညကမီးရောင်စုံတွေတိချင်းတန်တွေလည်းပြင်းနေခဲ့ပြီးလူတွေလည်းတတော်များများရောက်နေကြတယ် ယ်။တကယ်တော့အဲ့ဒီကလပ်ကိုလူအယောက်နေလာကျော်လောက်ပဲဆန်အောင်ဒီဇိုင်းထုတ်ထားတာလေ။ဒါပေမဲ့အထဲမှာတော့လူ၄လ500လောက်အထိပြည့်ကျပ်တိုးဝှေ့နေခဲ့ကြတာပေါ့။တန်းခေါင်ကျော်သွားတဲ့အချိန်မှာပဲစတိတ်ဆင်အလဲမှာမီးရှူမီပန်းတီမီးအေးအဖက်တွေကိုစပြီးဖောက်လိုက်ကြတယ်။အဲ့ဒီနောက် second ပိုင်းလေးအတွက်မှာပဲမျက်နှာချက်ပေါ်ကိုမီးဆက်တောက်ပြီးအတန်ဆုပ်ပေါ်ပြားတွေကနေတဆင်မီးတွေကအရှိန်နဲ့ကူးဆက်လောင်ကျွမ်းသွားတော့တာပါပဲ။တမိနစ်တောင်မကြာလိုက်ဘူးကလပ်တစ်ခုလုံးကိုမီးခိုးအလုံးလိုက်ကြီးကဖုံးလွှမ်းသွားခဲ့တယ်။ လူတွေကအသက်လူပြီးထွက်ကေးကိုစူးစမ်းကြပေမဲ့အဓိကထွက်ပေါက်ကတပေါက်ပဲရှိနေခဲ့တယ်။ကြံတဲ့မိဘလူလမ်းထွက်ပေါက်တွေအကုန်လုံးကလည်းတော့ခတ်ထားတာလေ။တချို့လူတွေကမိခိုးတွေမှွန်ပြီးတတိလစ်ထွားကြတယ်။ဒါကနေလေးဘက်ထောက်ထွက်ပြေးရင်နင်းချေခံလာရတာမျိုးတွေလည်းရှိခဲ့ပါတယ်။အဲဒီညကလူ69ယောက်တေဆုံးခဲ့ပြီးနေရကျော်တန်ရာရခဲ့ကြတယ်။အလောင်းတော်များများကိုတယောက်နဲ့တယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားတဲ့အနေထားနဲ့တွေ့ခဲ့ရတယ်။သူတို့တွေအတူတူလူမြောက်ထို့မျောလင့်ခဲ့ကြပုံပါပဲ။ဒါပေမဲ့ ဲ့နောက်ကျသွားခဲ့ပြီပေါ့စုံစမ်းစစ်ဆေးမှုတွေအရာမီးလောင်မှုဟာစတိတ်စင်ဘောက effect တွေဒါမှမဟုတ်စိုင်ထဲမှာဖောက်တဲ့မီးရှူးမီးပန်းတွေကြောင့်ဖြစ်နိုင်တယ်လို့သိရတယ်။မီးကဘာလို့အဲ့လောက်မြဲမြဲလောင်သွားရတာလဲဆိုတော့စိုင်အတွင်းပိုင်းအလှဆင်ပစ္စည်းတွေကလှတော့လှပဲမဲ့၆တွေ့နေတဲ့တစ်သားတွေထက်တန်းမီးလောင်လွယ်ပစ္စည်းတွေဖြစ်နေလို့ပါပဲ။ ဒီစန်တီကဖတ်ပြဖိရက်က တနိုင်နှလုံးအတွက်သင်ခန်းစာတစ်ခုဖြစ်သွားခဲ့တယ်။ပေါ်ဆက်မှုဆိုတာကလူတယောက်ရဲ့အတက်ကောပဲယူထားတာမဟုတ်ဘူးနော်။အဲဒီညကအိမ်ပြန်ရမယ့်အခွင့်ရေးတွေကိုပါတပါးတည်းယူဆောင်သွားခဲ့တာပါ။ လူတွေပြည့်ချက်နေတဲ့နေရာကိုရောက်သွားတိုင်းဒီလိုမျိုးဘဲတော့မှဖြစ်မှာမဟုတ်ဘူးလို့မတွေးလိုက်ပါနဲ့ဘာလို့လဲဆိုတော့တမိုင်းဆိုတာကဘဲတော့မှပျောက်ကွယ်မသွားတတ်လို့ပါပဲအမောင်မိုက်ဆုံးညကကျမတို့ကိုတင်ပေးလိုက်တာကတော့လုံချုံရေးဆိုတာတင်းငယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုပေါ့။ဘာလို့လဲဆိုတော့လူအသက်ဆိုတာကနောက်တစ်ခါပြောင်းလဲထွာလာလို့မရတော့လို့ပါပဲ။ဒီအထစ်ကက်အပေါ်ဘယ်လိုခန်းစားရလဲဆိုတာ comment မှာရေးသွားပေးလို့ရပါလေရှင်။